အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Permis USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ထိုင်းနိုင်ငံမှာရေနုံမြောင်းတူးနေသူတွေဟာဖျားဆင်းတူးဒီအောက်ကနေပြီးတော့နှစ်ပေါင်း1300ကျော်ရှိရွှေငွေရတနာတိုက်တစ်ခုကိုရှောက်ွေတွေ့ရှိသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ် တည်င်းအဖြစ်ဆုံးကတော့ Popular Mechanics Journal ကမေလ16 2025မှာတင်ဆက်သွားတာကတော့ထိုင်းနိုင်ငံမှာရေနုံမြောင်းတူဖော်ရေးအဖွဲ့ဟာရေနုံမြောင်းတူဖော်နေကြစဉ်နှစ်ပေါင်း1300ကျော်လဲလျောင်းနေတဲ့ဖျားရုပ်ပွားဆင်းသူတော်အောက်ကနေပြီးတော့ရွှေငွေကြေးမြောက်များစွာပါရှိတဲ့ယတနာတိုက်တစ်ခုကိုရှာဖွေ တွေ့ရှိခဲ့ပါတယ်။အဲ့ဒီမြေတူးသမားတွေဟာထိုင်းနိုင်ငံရဲ့အရှိမြောက်ဖက်မှာရှိတဲ့ what the mark sima ram ဖះเจ้าမှာရှိတဲ့နာမည်အလွန်ထင်ရှားတဲ့လဲလျောင်းနေတဲ့ဖះရုပ်ပွားဆင်းတူတော်အောက်မှာလေးပေလောက်နဲ့တဲ့မြေကို တူးဖော်နေကြစဉ်မယုံကျူနိုင်မယုံကြည်နိုင်စရာဒဏ္ဍာရီဆန်လာတဲ့အဖြစ်ပြက်တစ်ခုလိုပဲအံ့ဩဖွယ်ကောင်းအောင်ရွှေငွေကြီးတွေအမြောက်များပါရှိတဲ့ယတနာတိုက်ကိုသူတို့တွေနှစ်ပေါင်းများစွာ ရှ िख ိုးနေခဲ့ကြတဲ့ဒီဖေဟာရုပ်ဘွားတော်အောင်မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီယတနာရွှေငွေတွေဟာဆိုရင်တော့လဲလျောင်းနေတဲ့ရုပ်ဘွားတော်အောင်မှာဘုံတစ်ခုထဲမှာရှိနေတာဖြစ်ပြီးတော့ရွှေသားနဲ့ပြုလုပ်ထားတဲ့ရှေးဟောင်းအဆင့်တစား33မျိုးအပြင်ငွေတဲ့ကြေးတဲ့တွေနဲ့ပြုလုပ်ထားတဲ့အဆင့်တစားတွေလည်းပါရှိပါတယ်။အဲ့ဒီအဆင့်တစားတွေကတော့မင်းခမ်းမင်းသားတွေမှာ ဝစ်စင်ကြတဲ့လက်စွပ်၊နှဒောင်း၊ဆလွယ်နဲ့ခေါင်းဆောင်တွေဖြစ်ပါတယ်။ ။တမိုင်းသူတေကြီးတွေခံမှန်းတာကတော့ဒီအစင်တစားတွေဟာအနည်းဆုံးနှစ်ပေါင်း1300ကျော်ရှိနေပြီဖြစ်ကြောင်းအဲ့ဒီနန်းတွင်းယတနာတွေဟာထိုင်းနိုင်ငံ AD 6ကနေပြီးတော့17ဂျာစုနှစ်အတွင်းထင်ရှားခဲ့တဲ့လက်ဝိယတနာတွေရဲ့ပုံစံနဲ့ဆင်တူကြောင်းထောက်ပြခဲ့ပါတယ်။အဲ့ဒီအချိန်ကတော့ဒွါယဝတီခစ်ဖြစ်ခဲ့ပြီးတော့အဲ့ဒီအချိန်ကဘရင်မင်းဆက်ဟာ ဒီတကိုးကြီးမားလာတဲ့လဲလျောင်းနေတဲ့ဖះရုပ်ဘွားတော်ကြီးအားတီထားကိုးကွယ်ခဲ့ပြီးအဲ့ဒီအချိန်ကအလွန်တော်လှတဲ့ပဋိဉ္စပညာရှင်တွေရဲ့လက်ရာနဲ့ပြုလုပ်ထားတဲ့ရွှေငွေ ကြေးယတနာတွေကိုဖះကြီးရဲ့အောက်မှာထပ်ပနာတိုက်အဖြစ်လှူဒန်းကထားရစ်ခဲ့ကြပြီးကိုးကွယ်ခဲ့ကြကြောင်းသူတေတီတွေကပြောပါတယ်။အလားတူပဲထိုင်းနိုင်ငံတောင်ဘက်ပိုင်းမှာရှိတဲ့ဇနောင်းခရိုင်မှာရှိတဲ့ဖူခါဝတောင်း နေမြေမှာလည်းအခုတွေ့ရှိခဲ့တဲ့ရွှေငွေကြေးလက်ရာတွေယတနာတွေတွေ့ရှိခဲ့ဘူးကြောင်းအဲ့ဒါကိုထောက်ထားခြင်းဖြင့်အဲ့ဒီခေတ်အဲ့ဒီအခါမှာဗုဒ္ဓဘာသာရှင်ကျေးမှုဟာအလွန်ကျယ်ပြန့်ထွန်းကားပြီးနိုင်ငံနဲ့အဝန်းကိုယ်ပွဲယုံကြည်ခဲ့ကြကြောင်းသိနိုင်ပါတယ်။အဲ့ဒီယတနာတက်တာကြီးကိုရှာဖွေတွေ့ရှိပြီးနောက်မှာတော့အနည်းအနာမှာဆက်လက်2ဖို့ရှာဖွေကြတဲ့အခါမှာတော့အခြားရာဝတ္ထု3ခုထပ်မံတွေ့ရှိခဲ့ကြပါတယ်။ ဲ့ဓာတွေကတော့ရွှေရခဲရရောဆက်ထားတဲ့ပရဘိုက်စာချက်များဖြစ်ပါတယ်။အဲ့ဒီရွှေပရဘိုက်တွေမှာ ရေးသားထားတာကတော့အဲ့ဒီဂျာစုကတုံးခဲ့တဲ့ချင်းလို့အမိရတဲ့ဘာသာနဲ့ရေးသားထားတာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီပရဘိုက်တွေပေါ်မှာ တင်ပင်ခွေ ထိုင်နေတဲ့ဗုဒ္ဓရုပ်ဘွားတော်ပုံများလည်းတွေ့ရှိရပါတယ်။အဲ့ဒီဗုဒ္ဓရုပ်ဘွားတော်များရဲ့ပုံတံတန်းဟာဆိုရင်တော့မြင့်မားတဲ့ဉာဏ်ပညာရှိခြင်းပုံတံတန်းကို ပြသထားပြီးတော့ကြီးမားသောထီးဆောင်ထားခြင်းခယူပတ်အကွေများရှိခြင်းရှည်လျားတဲ့နဘောက်များရှိခြင်းအဲ့ဓာတွေဟာဒွာယဝရီခေတ်ကလက်ရာတွေဖြစ်ကြောင်းပြသထားပါတယ်ဒုတိယမြောက်တွေ့ရှိတဲ့ရာဝိတုကတော့အနေငယ်ပျက်စီးနေခဲ့တော့လေကျွမ်းကျင်တဲ့ပညာရှင်တွေကရအောင် ဖော်ထုတ်နိုင်ခဲ့ပြီးအဲ့ဒါကတော့ စီးဆင်းနေတဲ့သင်္ကန်းကို ဝေယုံထားပြီးမတ်တက်ရနေသောဗုဒ္ဓရုပ်ဘွားတော်ပုံဖြစ်ပြီးဘေးမှာအချွေအရန်နှစ်ယောက်ပါရှိနေတဲ့ပုံဖြစ်ပါတယ်။အဲ့ဒီတဲကတယောက်ကတော့ထိုင်းဘာသာပြန်ဆိုချက်အရာဟိန်းနူဖျားဖရာဖရွန်ဖြစ်ပါတယ်လို့ပြောပါတယ်။ရေးသားထားတဲ့စာရိအရတော့ဒီယတနာတွေနဲ့ဖျားအားပူဇော်ပါဤဟုရေးသားထားကြောင်းသိရပါတယ်။ဆူဆန်းရှောက်ဖွေသူတွေကအဲ့ဒီနေရာမှာရှိတဲ့ ပြောင်းတော်မူဗုဒ္ဓရဲ့နောက်ဖက်မှာလဲမာကျောသောအရာဝိတ္ထုတစ်ခုကို တွေ့ရှိခဲ့ပြီးအဲ့ဒီအရာဝိတ္ထုကတော့တတုသုံးလွှာနဲ့ပြုလုပ်ထားပြီးရှေးထုံတန်းစင်လာအရာပြုလုပ်ထားတဲ့အရာတစ်ခုဖြစ်နိုင်ကြောင်းမှတ်ချက်ချပါတယ်အဆိုပါတူးဖော်မှုတွေကိုတော့ဖရာနောရှေးဟောင်းသူဒေသနယ်မြေတွင်ပြုလုပ်ခဲ့ကြပြီးတွေ့ရှိတဲ့ယတနာတွေကိုတော့ဖီမိုင်းအမျိုးသားပြတိုင်းမှာအများပြည်သူကြည့်ရှုရန်ပြသထားမိဖြစ်ကြောင်းသိရပါတယ် အဲ့ဒီလဲလျောင်းနေတဲ့ရုပ်ပွားတော်ဟာဆိုရင်53ပေရှိပြီးတော့ထိုင်းနိုင်ငံရဲ့အကြီးမားဆုံးသောလဲလျောင်းရုပ်ပွားတော်ဖြစ်ပြီး AD 659မှာထုလုပ်ထားခဲ့ကြောင်းရွှေပရပိုက်တွေဟာဆိုရင်တော့3လက်မနဲ့5လက်မအရွယ်တွေဖြစ်ကြောင်းသူတေတီများကအတိပြုပြောသွားပါတယ်။ဖီမိုင်းအမျိုးသားပြတိုက်မှာပြသထားမှာဖြစ်ပြီးအဲ့ဒီပြတိုက်ဟာဆိုရင်ရှေးဟောင်းဖျားယတနာရီနဲ့တမိုင်းထဲမှာထူဖော်ရရှိတဲ့ ထိုင်းမှထိုင်းနိုင်ငံရဲ့ရာဇဝင်ထဲမှဗုဒ္ဓဘာသာအစပြုခဲ့ပုံထုံးကားခဲ့ပုံနဲ့ထိုင်းပြည်မင်းအဆက်ဆက်ကဗုဒ္ဓဘာသာကိုမိသို့မိပုံဆက်လက်ထိမ့်သိမ်းယုံကြည်ကိုးကွယ်ခဲ့ပုံတွေကိုစုဆောင်ထိမ့်သိမ်းထားပြီးတော့ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့အနှစ်သာရတွေစုစည်းနေတဲ့နေရာလည်းဖြစ်ပါတယ်။တွားရောက်ကြည့်ရှုနိုင်ပါရန်လမ်းညွှန်ကြည့်လိုက်ပါရခင်ဗျာ။ကျေးဇူးတင်ပါတယ်ဒီနေ့သတင်းကားတော့ဒီတော့ပါပဲ။ နောက်နေ့တွေမှာလည်းအမေရိကရဲ့တည်ငြိမ်အမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube Channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် Like and Subscribe လုပ်ပေးခဲ့သွားပါ So please take care of yourself and each other bye bye